အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြည်သက်တဲ့အားလုံးမင်္ဂလာပါ။ Victor Jokeres ရဲ့အပြောင်းရွှေ့ကတော့အခုလက်ရှိမှာ Sporting Lisbon, Manchester United, Arsenal တို့၃သင်းကြားမှာပဲပြောင်းများလဲရှိတယ်။အခုလောလောဆယ်ဘယ်သင်းကိုပြောင်းမလဲဘယ်သူမှမသိဘူး။ ဒါပေါ်တူဂီကလာတဲ့မီဒီယာတွေပေါ့လေ record ပေါ်တူဂီအပါဝင်မီဒီယာချို့မှာ Manchester United နဲ့ Victor Yokres ကြားက decision ကိုကစားမကကပေါ်ပြခဲ့တယ်လို့ပေါ်ပြတာရှိတယ်။နောက်အခုနောက်ဆုံးတက်ထားတဲ့ report တစ်ခုမှာဆိုရင်တော့ Yokres ကဒါ Man United တက်စာရင် Arsenal သင်းကိုပို့ပြီးပြောင်းချင်တယ်ဆိုတဲ့သတင်းတွေလည်းတက်တယ်။ဒါပေမဲ့ Sporting Lisbon ရဲ့ stand ကရှင်းရှင်းလေး Victor Yogres ကိုလိုချင်ရင်တန်း80ကအနည်းဆုံးကျပြီးတော့တန်း90လောက်ထိဖြစ်မယ်တန်း60တန်း90ကဘလို့မှဖြစ်နိုင်ဘူးဒီနေရာမှာ Sporting Lisbon ရဲ့ဒါ agent ဖြစ်သူပေါ့လေဒီ Victor Yogres ရဲ့ agent ကတော့ Sporting Lisbon နဲ့သူတို့ကြားမှာ gentleman agreement ကိုတတ်တည်အတွက်နဲ့သူတို့ရှင်မှာရှိတယ် ယူရိုတန်း60 plus 10တန်းနဲ့ထွက်ခွင့်ပေးမယ်ဆိုတာကိုယူကိုဗီယာနာရှိစဉ်ကရော Sporting ဥက္ကရာကိုတိုင်ပြောခဲ့တဲ့သဘောတရားရရောသူတို့မှာတတ်သိရှိတယ်လို့ဆိုပေမဲ့ဒါ Sporting Lisbon ဘက်က Gentleman Agreement ကိုဖျက်လိုက်ပြီးတော့သူတို့စိတ်ကြိုက်ပြောင်းရွှေ့ချေတောင်းကိုဆုံးဖြတ်လိုက်တယ်ဆိုတော့အခုဒါကျွန်တော်တို့နေ့လယ်ပိုင်းအစောပိုင်းတုန်းကတက်တဲ့ report တစ်ခုမှာတော့ Victor Yokres ကဒါအခုလက်ရှိမှာ Manchester United အသင်းထပ်ဆာရင် ဒါအာစနယ်ကိုပို့ပြီးတော့ဖေဘာပေးပြီးတော့ပြောင်းချင်တယ်ဆိုပြီးတော့သတင်းတက်လာတယ်တက်လာတဲ့သတင်းတက်မှာသူတို့ဘာပြောလဲဆိုတော့ဒါကစားမကမန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကိုလေဒီထဲမှာပေါ်တူဂီ record ပေါ်တူဂီဆိုတဲ့ report ပေါ့လေအဲ့ဒါကဘလောက် strong ဖြစ်လဲဘလောက်တိတိကျလဲကျွန်တော်တို့ပြောရခက်တယ်ဒါပေမဲ့ပေါ်တူဂီမှာဆိုတော့ဘိုလာဆိုတဲ့ဒါမီဒီယာကတော်တော်လေး strong ဖြစ်ပေမဲ့ဒီ report ကတော့မဖော်ပြဘူးဒါပေမဲ့ခုန record portugal ဆိုတဲ့ report ရဲ့ဖော်ပြချက်ရာ Victor Yokres က Manchester United ရဲ့ကာလာမှုကိုငင်းဆန်ပယ်ချခဲ့လို့ဖော်ပြထားတယ်။ကစားမရဲ့ Agent Garcia Man United ကကာလာမှုတွေပြုလုပ်လာရင်တော့ဆက်သွယ်ပြီးတော့ဆွေးနွေးဖို့ဒါသူတို့ဘက်ကဆက်ပြီးဆွေးနွေးတော့မှပေါ်ဘူးလို့ဖော်ပြထားတယ်။ဒါကလေဒါအမှန်တမ်းပြောရင်တော့ဒါခမိုင်းရခတ်တယ်။ယော့ဂရက်စ်ရဲ့အပြောင်းရွှေ့ကကျွန်တော်အားလုံးတိထားပြီးသားဒီနေရာမှာအခုနောက်ဆုံးတက်ထားတဲ့ဒါဗြိတိန်ရဲ့ဒါဒီ Daily Telegraph မှာဖော်ပြတဲ့အရာဆိုရင် ယော့ခရက်စ်ကအာစနယ်ကိုပိုပြောင်းချင်တယ်မန်ချက်စတာယူနိုက်တက်ကိုကျော်ပြီးတော့မန်ယူနိုက်တက်ကတော့နောက်ဆုံးသွားရောက်ဆွေးနွေးခဲ့တယ်အာစနယ်ကပိုတူဂီမီဒီယာတခုရဲ့ပေါ်ပြချက်အရယူရို65တန်ပက်ကေ့ချ်နဲ့ဗစ်တီယော့ခရက်စ်ကိုကမ်းလာနေဆိုပေါင်အားဖြင့်55တန်အဲ့ဒါနဲ့ကံလန်ခဲ့တယ်မန်ယူနိုက်တက်ကကံလန်ဖို့သာယော့ခရက်စ်ထက်စာရင်သူတို့ကကလပ်ကိုဥတည်ပြီးသွားမယ်လို့ပြောထားတဲ့အချိန်မှာကစားမဘက်ကအဓိကတော့ဘာလဲဆိုချန်ပီယံလိဖို့ပေါ်နဲ့ သူပွဲထွက်ခွင့်ရမယ့်အခြေအနေရဲ့လက်ရှိအသင်းအနေထားပေါ့လေပြောချင်တာကဟို Manchester United ကိုသွားရင်သူနေရာတီချပေါက်ရမယ်ဒါပေမဲ့ဒီအသင်းကသူအသက်က28နှစ်ရှိပြီဗျာအသက်28နှစ်ရှိပြီဒါပေမဲ့ဒီအသင်းဟာပြန်လဲတီထောင်နေတဲ့ကာလဖြစ်တဲ့အကြောင်းသူ့ရဲ့အကောင်းဆုံးပုံစံကို ပြန်ရရင်တော့မှနောက်ထပ်အတင်းတိဆောက်မှုရအချိန်ကနှစ်နှစ်သုံးနှစ်ကြာသွားရင်သူ30ဖြစ်သွားနိုင်တယ်ဆိုတော့ Arsenal အသင်းကကြတော့အခုအမှန်တိုင်းပြောရင်တော့အခုဒီဘက်နောက်ဘက်မှာ supply တွေမရသည့်တိုင်အောင်ဘာပဲဖြစ်ဖြစ် highest level ကိုသူတို့ challenge လုပ်နိုင်တယ်နောက်တစ်ခုကသူတို့မှာ striker ပဲ option လိုတော့တာ Arteta အသင်းမှာ Beltman နဲ့ striker မှာ Beltman ကနောက်ဆုံးနောက်ဆုံးဖြစ်ထွေးပြီးတော့ကစားလို့ရရင်တော့မှအဲ့ striker position ဆိုတော့သူကအဲ့နေရာကိုတန်းဝင်လို့ရတယ်လို့ခံစားမိတယ်တန်းဝင်ပြီးတန်းကစားရင်တေချာပေါက်နေရာရမယ် ဒါပို့ပြီးတော့ဖန်တီးမှုတွေသူပို့ရှိနိုင်မယ်ဆိုတဲ့အချက်တွေကဒါသူ့အတွက်ကအဓိကစဉ်းစားတာဖြစ်တယ်ဆိုပြီးပေါ်ပြထားတယ်။ဒါပေမဲ့ Sporting ရဲ့ stand ကအနည်းဆုံးတန်း80တန်း80လိုချင်တယ်။ဆိုတော့ Victor Yokres ကိုနောက်တစ်ခုက Mikel Arteta တို့က Benjamin Sesko ကိုသဘောကျနေတဲ့အချိန်အောင် Yokres ရဲ့အပြောင်းအရွှေ့ဖြစ်လာလေပြဿနာမရှိဘူးလက်ခံမယ်သူတို့ လီဂျော့ဂရက်စ်ကိုလည်းသူတို့ဘက်ကဒါဘယ်လိုပြောမလဲတိုက်စစ်အတွက် option တစ်ခုအနေနဲ့ okay တယ်လို့ပြောထားတယ်ဆိုတော့ဒါကအခုလောလောဆယ် Victor Jokeres ရဲ့အပြောင်းအရွှေ့ပါ Man United ကတော့အခုလောလောဆယ်မှာဒီ race မှာအသင်းကိုပဲသူတို့ UTC နဲ့ဆွေးနွေးနေတယ်ကစားမကတော့ Arsenal ကိုပို့ပြီး prefer ဖြစ်တယ်ဒါပေမဲ့ Arsenal ရဲ့ကံလမှုက Sporting Town ဆိုတဲ့ပြောင်းရွှေ့ခြင်းနဲ့အန်နစေ55တန်း30กว่าနေတယ်ဒါပေမဲ့လက်ရှိနေထားရယော့ခရစ်ကတော့အာစနယ်ကိုပို့ပြီးတော့ပြောင်းရွှေ့ခြင်းနဲ့ဆိုပြီးတော့ ဖော်ပြထားတယ်ဒါကအခုလောလောဆယ်နေထားရအမှန်တိုင်းပြောရင်လည်းဒါအခုလောလောဆယ်မှာမီကယ်အာတီတာတို့ဘက်ကလည်း final decision ဘယ်လိုချမလဲတော့မသိဘူးထပ်တိုးပေးပါမလားဆိုတဲ့အချက်လဲစောင့်ကြည့်ရမှာပါအားလုံးကျေးဇူးတင်ပါတယ်